အသက်59နှစ်နဲ့အောက်63.8ရာရင်တော့မွေးစင်းနေရှိတယ်။ကျန်တဲ့လူတွေမွေးစင်းမရှိကြဘူးပေါ့။နောက်တစ်ခုကသခိုင်းမှာတော့84.2ရာခိုင်နှုန်းနဲ့ရခိုင်မှာတော့69.2ရာခိုင်နှုန်းသူတို့ကမွေးစင်းမပုံတဲ့ရာရင်တွင်မှုနေပါပါတယ်လို့ပြောတယ်။နော်။ပြောင်းရွှေ့သွားလာစင်းနေတယ်ပြောမယ်ဆိုရင်တော့ပြပမှာနေထိုင်တဲ့လူမြန်မာလူသားမြန်မာ1.1နှစ်တန်းကျော်ရှိသလိုရောက်ရှိနေတဲ့နိုင်ငံထိုင်းနိုင်ငံအများဆုံးဖြစ်ပါတယ်လို့ပြောတယ်။အဲအဲ့တော့ပြောရရင်တော့ဗျာအဲ့ကိန်းကနေတော့ကျွန်တော်ထင်တယ်မမှန်ဘူးလို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့ တမန်ထိုင်းမှာရောက်နေလူ9တန်းကျော်ရှိတယ် CI ကောက်တာတော့လူ9လူ CI ကောက်တာတော့လူ9တန်းကျော်3တန်းရှိတယ်တရားဝင်သွားတာဒီတော့ပါရအကုန်ပေါင်းလူ9တန်းလောက်အထက်မရှိဘူးခံမှန်းထားတယ်အဲ့ဒါကိုသူကဒီမှာပြိပရောက်တာတန်းတက်မှာတန်းကျော်ဆိုတော့နည်းနည်းတော့ကိန်းကနလွဲနေတယ်ယူဆအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့သကောင်စင်းကသူပွင့်လင်းပြောရင်တော့ data အဖြစ်တော့ရာနှုန်းပြည့်မှန်မှန်တဲ့ပုံစံမရှိဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့လောက်ကအနေနဲ့ရောင်းသကောင်စင်းကိုရာနှုန်းပြည့်မှန်အောင်ကောက်နိုင်ဖို့တော့လိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံရဲ့တနိုင်နိုင်ငံတနိုင်ငံရဲ့ culture မှာနိုင်ငံတနိုင်ငံရဲ့အနာဂတ် plan တွေကိုတွက်ချက်တဲ့အခါမှာ လူကြီးစကောင်ဆင်းရတယ်တော်တော်အကြီးကြီးအထက်မှာပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလူတွေကိုအခြေခံပြီးတွက်ချက်ပြီးမှလူတွေကိုဘယ်လိုဆက်လုပ်အောင်လဲဆိုတော့စီမံခန့်ခွဲမှုကိုလုပ်ရတာလူကြီးတုံးတုံးကြနေသလားကြနေငါတို့ဘာလုပ်ကြမလဲဆိုကဘာကြီးမှလည်းလူကြီးတုံးတုံးကြီးကြနေတယ်ကြနေကြတယ်အပြိုကြီးတွေများတယ်လူပြိုကြီးတွေများတယ်အိမ်တော်မပြုတ်ကြဘူးမပြုတ်ဘဲနဲ့သူကခလီမမွေးကြဘူးအိမ်တော်ပြုတ်တယ်ခလီမမွေးကြဘူးအဲ့လိုနဲ့ကဘာကြီးမှလူကြီးကြတယ်ဒါပေမဲ့အဲ့လိုလူကြီးကြနေပြီမဲ့တခြားတစ်ဖက်မှာတော့လူကြီးတုံးတုံးကြီးဒရဇက်တုံးနေတဲ့လူနှမ်းသားတစုကရှိတယ်အဲ့တော့ကျွန်တော်တို့ကြောက်စရာကောင်းပါတယ်ဒါကြီးကြောက်စရာကောင်းပါတယ်ဒါကြောင့်တချို့တွေ ပြောတဲ့စကားတခုရှိတယ်ကျွန်တော်တို့ဟွာပါလဲကဘာကြီးကိုငါတို့ကစစ်လက်နက်တွေနဲ့မသိမ်းဘူးတဲ့ကဘာကြီးကိုစစ်လက်နက်တွေနဲ့ငါတို့မသိမ်းဘူးတဲ့နော်ကဘာကြီးစစ်လက်နက်တွေမသိမ်းဘူးတဲ့လူကြီးတိုးနှုံနေပဲသိမ်းမယ်တဲ့နိုင်ငံတွေကိုငါတို့ဘာနဲ့သိမ်းမလဲလူကြီးတိုးနှုံနေပဲသိမ်းမယ်တဲ့အဲ့ဒီနိုင်ငံဥပဒေကိုလေးစားလိုက်နာလိုက်နာမယ်ရှင်းရှင်းလေးပြနိုင်ငံအဲ့ဒီနိုင်ငံလူကြီးလေးစားလိုက်လိုက်နာတယ်ဒါပေမဲ့လူကြီးတိုးနှုံနေငါတို့ကနိုင်ငံကိုနှစ် plan အများကြီးဆိုရင်နှစ်30 40 50နှစ်တရာအဲ့လိုမျိုးဆက်တည်တည် plan ဆွဲပြီးတော့အဲ့ဒီနိုင်ငံကိုငါတို့ကနောက်ဆုံးမှာအဲ့ဒီနိုင်ငံငါတို့လက်ငါတို့ချေဖြစ်သွားမှာပဲငါတို့လူကြီးရေဖြစ်လာရင်မနဲ့လုံးမလဲဆိုတော့ ဟာမျိုးတွေနဲ့တချို့တွေဆွေးနွေးလာတဲ့ကိစ္စတွေအများကြီးရှိလာတယ်။အဲ့ဒါအလကားမဟုတ်ဘူးညာ။အဲ့ဒါအလကားကိုကျွန်တော်နိုင်ငံအတွက်လည်းကြောက်စရာကောင်းတယ်။လူကြီး58တက်သမှ၄တန်းရှိတယ်လို့တကောင်ဆင်းကပြောထားသောနိုင်ငံမှာကျွန်တော်သတိကြီးထားရမယ်။ဥပဒေတွေမျက်စံပြင်ရမယ်။ပြီးတော့ကျွန်တော်နိုင်ငံသားတွေအတွက်ဟိုဝင်းဒိုးဘူးဖြစ်နေတဲ့ဥပဒေဆိုရင်ပြင်ရမယ်ဖြေလျှော့ရမယ်။နော်ဆိုကြပါစို့ကျွန်တော်တို့လူလေးပြောရင်တော့ကျွန်တော်အမျိုးသားဖြစ်နေတော့အမျိုးသားဖြစ်နေတော့ပြောရတော့အားနာတယ်။ဒါပေမဲ့ဟိုအားနာနဲ့ပဲပြောမှာပဲပေါ့နော်။အားနာနဲ့ပြောမှာပဲ။ဟိုဆိုကြပါစို့ အမျိုးသားတယောက်ကကျွန်တော်အမျိုးသားတယောက်ကနောက်ထပ်အမျိုးသမီးတယောက်ယူတော့မစိပထမမိမကိုကွာပြီးတော့နောက်ယူမရမယ်ယူမရမယ်ဟောဒါပေမဲ့အခြားသောတချို့လူတွေကျတော့တယောက်ထက်က၄ယောက်ယူလို့ရတယ်ကျွေးနိုင်တယ်ဆို၄ယောက်ယူလို့ရတယ်၄ယောက်ထိယူလို့ရတယ်ကျွေးနိုင်တယ်ဆိုဆို1 ratio 4ကျွန်တော်တို့သွားပြီဒီကြောက်ဘုံမှာ၄ယောက်ကျွန်တော်တို့ဒီဘက်က၁ယောက်ပဲရမွေးချက်မွေးဖားနော်ပြီးတော့ဒီမှာတယောက်ကတယောက်လောက်မွေးပြီးသားနှစ်ယောက်လောက်မွေးပြီးသားစိတ်ညစ်နေကြပြီမကျွေးနိုင်ဝင်နိုင်ခက်နေဆိုတော့အချိုးအစားကိုကလေးကအဲ့ဒီမှာပြတ်တောင်တက်နေတယ်ဆိုတော့ဒီနိုင်ငံကနောက်တော့တလင်တမယဥပဒေဒီဥပဒေကဘယ်သူပြန်ပတ်ချီထားတယ်ဆိုတော့ ဟိုဘက်ကဘင်္ဂလီတွေကိုမချီထားဘူးဘင်္ဂလီတွေမှာအဲ့ဥပဒေကင်းလွတ်နေတယ်เนาะအခြားဘာသာတစ်ခုမှာအဲ့ဥပဒေကတော်တော်ကင်းလွတ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကမြန်မာ origin တွေမှာတော့အဲ့အမှုကပတ်နေတယ်ပတ်လိုက်ရိုက်နေတယ်အဲ့ဒါကျွန်တော်တို့ peace program တော့လည်းဆွေးနွေးတဲ့ထဲမှာပါတယ်ဆိုတော့ကျွန်တော်တို့အများကြီးစဉ်းစားကြရရှိတယ်နော်စဉ်းစားကြရအများကြီးရှိတယ်ပြောချင်တာကျွန်တော်အမျိုးသားဖြစ်တော့အားနာတယ်ပြောရတာအားနာတယ်သို့တော့အမှန်တရားကအဲ့ဒီမှာရှိတယ်ကျွန်တော်ပြောကိုပြောရမယ်ဆိုတော့ကျွန်တော်နိုင်ငံရဲ့ဒီတချို့ဥပဒေတွေကပြင်သင့်ပြင်ရမယ်ရှော့တယ်ရှော့ရမယ် ပြောင်းသင်ပြောင်းရမယ်လောက်တဲ့သူတွေလိုက်စဉ်းစားပြီးတော့နိုင်ငံတကာနိုင်ငံတည်တဲ့ရေးကအဲ့နိုင်ငံရဲ့လူမျိုးစုတွေဘလောက်တိမ်မြပြောက်ကွယ်သွားပြီးတော့မှမူတည်သွားတယ်လို့ဆိုတာမူတည်တယ်တချို့လူမျိုးစုတွေတိမ်မြပြောက်ကွယ်သွားတဲ့အခါမှာအဲ့ဒီနိုင်ငံက origin ကဘယ်တည်းဘယ်ရလာလဲဆိုတာမျိုးဖြစ်ကုန်အမေရိကန်နိုင်ငံမှာလူမျိုးစုဌာနေမျိုးရင်းစိတ်ကြီးပျောက်သွားပြီးတော့ရွှေ့ပြောင်းလူတွေကအမေရိကန်နိုင်ငံကြီးဖြစ်သွားတယ်မမေ့ဘူးပြောတာပါနော်တမိုင်းကြီးကြောက်စရာကောင်းပါတယ်ဒါကြောင့်စဉ်းစားဖို့ကောင်းတယ်ကုရောပါမှာလည်းပါနေဖြစ်နေတယ်ဒါကြောင့်လူကြီးတုံးလုံးလူကြီးကိစ္စကြီးသေးသေးလေးမဟုတ်ပါပေါ့သေးသေးမဟုတ်ပါဘူး ဒီချာချာချာနာစဉ်းစားရမယ်မဟာဗျူဟာချာချာစဉ်းစားရမယ်အထက်မှာပါတယ်လို့ပြောချင်တယ်နော်ဂျပန်တို့ဘာလို့ဆိုခုလူကြီးတိုးနှုံပြန်တက်လာဖို့တော့ဂျပန်အသေးအတန်လုံနေကြပြီခုအိမ်အောင်ပြုတဲ့ခလီမိမတွေအိမ်အောင်မပြုကြအိမ်အောင်ပြုကြတဲ့ခလီတွေမပြုကြတဲ့အတွက်ခလီတွေငါတို့ဆောက်ချောက်ပေးမယ်တွေဖြစ်ကုန်ပြီဆိုရအဲ့ဒါဘာလဲဆိုတော့ဘာလို့ပြရလဲဆိုတော့တို့နိုင်ငံမှာလူကြီးတို့ရဲ့ဂျပန်မျိုးရင်းစိတ်ကြီးပျောက်သွားမှာတို့ကြောက်တယ်စိုးရိမ်လာတယ်ဂျပန်မျိုးရင်းစိတ်ကြီးပျောက်လာရင်အခြားကူပျောက်လာတဲ့ aliens တွေကအထဲမှာရောက်လာပြီးတော့အဲ့ဒီကောင်တွေပို့ပြီးတော့ကြီးထွားလာရင်ဂျပန်ဆိုတာဂျပန်နဲ့မတူတော့ ဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲဂျပန်နေစိုးရိမ်နေဒါလည်းအုံလုံးနိုင်ငံနေစိုးရိမ်နေရတယ်မှတစ်ခုဖြစ်လာတယ်ဒါကဘာကြီးမှာစိုးရိမ်ကြောက်ကောင်းတဲ့ကိစ္စတွေဖြစ်နေတစ်ခုဖြစ်နေထည့်စမ်းသားကြရတယ်ဖြစ်လာတယ်ဒါတော့လူကြီးတကောင်ချင်းကတိတ်ကြောက်ဆရာကောင်းပါတယ်တိတ်ကိုစိုးရိမ်ဆရာလည်းကောင်းပါတယ်သတိကြီးကြီးထားပါအဲ့တော့လူကြီးတကောင်ချင်းကင်တဲ့လာဝကတာဝန်ကျတဲ့ပုံကိုယ်တွေလာဝကတွေအနေနဲ့လေလာဝကပါလာဝကတာဝန်ကြီးတော့ကျသူလာဝကတာဝန်ရှိသူအနေနဲ့လေကိုယ့်ရဲ့ဟိုမိုးတစ်ခုသာတကွက်ကွက်ကလေးပေါ်စဉ်းစားတာမျိုးပဲနိုင်ငံနဲ့ချီပြီးစဉ်းစားနိုင်တဲ့အုံတော်မျိုးတွေနဲ့စနစ်တကျ plan တွေဆွဲဖို့ မှန်မှန်ကန်ကန်သေချာလုပ်ကြဖို့လိုတယ်။လာဝကတာဝန်ရှိသူတွေဟာတိုင်းပြည်ကံကြမ္မာကိုအများကြီးပြောင်းလဲပြစ်နိုင်တယ်။လာဝကတိုင်းပြည်ကံကြမ္မာကိုအများကြီးပြောင်းပြစ်နိုင်တဲ့ဌာနထဲမှာပါတယ်။ဒါကြောင့်မို့လို့လာဝကအနေနဲ့